ဒီနေ့ Icarus Ray Log ကိုတုံးပြီးတော့ကျွန်တော်တို့ simulation ဘယ်လိုလုပ်လဲဆိုတာကိုပြပေးပါမယ်။ပထမဆုံး installation ကနေစလိုက်ရအောင်။အဲ့တော့ Google မှာ search လုပ်လိုက်လို့ Icarus Ray Log ဆိုပြီးရှာလိုက်မယ်ဆိုလို့ရှိရင်ဆက်ဒီမှာဒီ link ကနေတစ်စင်း window အတွက်ဒီ version လေးကို down ပေးလိုက်ပါ။ down ပြီးရင်တော့ထုံးစံတိုင်း installation ပြုလုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ installation လုပ်တဲ့ process မှာကျွန်တော် နည်းနည်းလေးယူဆိုင်မဲ့ချက်လေးတွေရှိပါတယ်အဲတော့ကျွန်တော်ဒီမှာကြည့်အောင်အဲတော့ဒီမှာ i v လို့ကျွန်တော်တို့ open လုပ်ပါမယ် install လုပ်ပါအဲတော့ဒီမှာဆိုလို့ရှိရင်အဆက်လုပ်ပြီးတော့ဒီနှစ်ချက်လုံးကိုရွေးထားဖို့လိုပါတယ်အဲဒီမှာဆိုလို့ရှိရင်ဒီကောင်က GTK wave ဆိုတာကိုဆက်လက်လုပ်တာကိုအရေးကြီးပါတယ် HTTP wave ကကျွန်တော်တို့ timing diagram တွေထုတ်ပေးနိုင်တာဖြစ်ပါတယ်အဲတော့နောက်အရေးကြီးတဲ့ချက်ကဒီကောင်လေးကို click ခောက်ပေးဖို့ဖြစ်ပါတယ်တကယ်လို့သူ့ကို click မခောက်ပေးခဲ့ဘူးဆိုရင်ကျွန်တော်တို့တည်တဲ့သွားထည့်ပြီးနေရမှာဖြစ်ပါတယ်ဒီ pad ထဲမှာအဲ့ဒါနည်းနည်းအရင်ရှိပါတယ်ဒါကြောင့်မလို့အဲ့ဒီချက်လေးတွေနဲ့ install လုပ်လိုက်မယ်ဆိုရင်အဆင်ပြေသွားမှာဖြစ်ပါလေဟုတ် အဲ့တော့ install လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ VS Code ကို install လုပ်အောင်ဖြစ်ပါတယ်အဲ VS Code installation ကတော့အသေးစိတ်မပြတော့ဘူးနော် VS Code ကတော့ကျွန်တော်ဒီကနေတောင်းပြီးတော့ install လုပ်လိုက်ပါအဲ့လို install လုပ်ပြီးသွားပြီဆိုလို့ရှိရင် VS Code ကိုဖွင့်လိုက်ပါ VS Code ထဲမှာ Verilog extension လေးကို install လုပ်ပေးဖို့လိုမှာဖြစ်ပါတယ်အာ Verilog extension လေးကိုဒီမှာရှာပါမယ် အဲ့တော့အဲ့ extension လေးထဲမှာဒီ verilog hdo system verilog ဒီကောင်လေးကိုရေးပြပါမယ် install လုပ်ပါအာအဲ့ဒီကောင် install ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ file name ကနေပြီးတော့ preference တဲမှာ setting လေးကိုတွားရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ VS Code ရဲ့ setting ဖြစ်ပါတယ် VS Code ရဲ့ setting ထဲမှာ linter ဆိုပြီးရှာလိုက်ပါ လင်တာဆိုပြီးရှာလိုက်လို့ရှိရင်ဒီလင်တာထဲမှာနန်းဖြစ်နေပါလိမ့်မယ်အဲတော့ဒီမှာ very lot linden လင်တာဆိုတဲ့နေရာမှာနန်းဖြစ်နေတဲ့ကောင်ကို i very lot ရေးပြလိုက်လို့ရှိကျွန်တော်တို့ဒါ setting ပြီးသွားပါပြီ save လုပ်ပါအဲတော့ step by step ရှာမယ်ဆိုရင်တော့ဘယ်ကနေရှာမလဲဆိုတော့ setting ထဲမှာကျွန်တော်တို့ feature ထဲမှာမဟုတ်ပါဘူးဒီကောင်ကအောက်ဆုံးက အာတလေးလို့ပြန်ပိတ်လိုက်ပါဦးအဲ extension နဲ့ပါနော်ကျွန်တော်တို့ extension နဲ့မှာထည့်ထားဖြစ်ပြီးတော့ extension တွေကအော်တိုမဗေလော configuration ရေဟိုအောက်ဆုံးသားမှာเนาะကျွန်တော်အောက်ဆုံးဒီရွှေတာအောက်ဆုံးသားဒီ pad ရဲ့ဒီကောင်ရဲ့အပေါ်မှာပေါ့ ကနောင်ရောပါလေ။အော်ဒမ။ဒါပဲ။အဲ့ကောင်းတာတော့ဆက်ရှင်ရှာရတာအကောင်းဆုံးပဲဒီမှာရှာရတာတော်တော်လေးကိုရှာခက်ပါလေ။ဒါကြောင့်မလို့ဒီမှာ LINTE ရလို့ရှာလိုက်တာတော့ပို့ပြီးတော့ပြပါလေ။အဲ့ရနေပြီးတော့ iPay log ကိုရွေးပြလိုက်ပါ။ဒါပြီးကျွန်တော်တို့ program စရေးပြီးတော့စမ်းလို့ရပါပြီ။ setting လေးကို save လုပ်ပြီးဖို့မမေ့ပါနဲ့။အဲ့တော့ Railo program ရဲ့အနှစ်သာရကတော့ မော်ဂျူးတွေထိစောက်ပြီးတော့ကျွန်တော်တို့အသုံးပြုရဖြစ်ပါတယ်မော်ဂျူးနဲ့ဒီ end module ကြားထဲမှာကျွန်တော်တို့ရေးချင်တဲ့အာ very log ကိုရေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ half error ကိုရေးထားတာဖြစ်ပါတယ် input အနေနဲ့ဒီမှာ a နဲ့ b ရှိပြီးတော့နောက်ဆုံးထွက်လာမှာ sanitary နဲ့ထွက်လာမှာဖြစ်ပါတယ်အဲ့ဒီမှာရေးထားတာကတော့ san ဆိုတာ a နဲ့ b ကို xor လုပ်ထားတာဖြစ်ပါတယ်။ k ဒီဆိုတာ a နဲ့ b ကို an operation ပြုလုပ်ထားတာဖြစ်ပါတယ်။ရိုးရိုးလေးပါ။နော်။ ဒါလေးကိုကျွန်တော်တို့က dot v file နေနဲ့အဲစိတ်လုပ်ထားမှာဖြစ်ပါတယ်။နောက်ဒီ module ကိုဆန်းဖို့အတွက်ကိုကျွန်တော်တို့က true table စောက်ပြီးတော့ကျွန်တော် run ဖို့အတွက်ကို test bench file တစ်ခုဖန်တီးရမှာဖြစ်ပါတယ်။အဲတော့ time scale ကတော့ဝန်နာလို့စကန်ပေးထားပါလေဒီနေရာမှာကျွန်တော်တို့စီမားရေးတဲ့လိုမျိုး chef ကိုတောင်းရမှာမဟုတ်ပါဘူးပေါင်ဆိုင်ကိုတောင်းရမှာမဟုတ်ပါဘူးဒီနေရာမှာ ကျွန်တော်ဒီကောင်လေးကိုတောင်းအောင်မှာဖြစ်ပါတယ်နော်အဲ့တော့ခုနက file ကိုဒီမှာ include လုပ်အောင်မှာဖြစ်ပါတယ် include လုပ်တယ်ဆိုတော့အဲ့ file ကိုဒီထဲဆွဲထည့်လိုက်တဲ့သဘောပါပဲအဲ့တော့ဒီမှာလဲ module ကို add module နဲ့ကျွန်တော်တို့ရေးရမှာဖြစ်ပါတယ်အဲ့ module ထဲမှာပထမဆုံးကျွန်တော်တို့ input output ကြီးညာပေးရမှာဖြစ်ပါတယ် input တွေကို reg နဲ့ရေးပေးရမှာဖြစ်ပါတယ်ထွက်လာမဲ့ output တွေကို wire အနေနဲ့ရေးပေးရမှာဖြစ်ပါတယ် ခုန fashion ကိုကျွန်တော်တို့ကဟိုခေါ်သုံးဖို့အတွက်ဆိုရင် UUD နဲ့ကျွန်တော်တို့ဒီမှာဟလာ A ကိုကျွန်တော်တို့ဒီက A အကြီးနဲ့ input ထည့်ပေးလိုက်မယ်ဒါ argument နဲ့ parameter တွေကိုတွဲပေးလိုက်တာပေါ့ဒါတွေကတော့ argument နေလို့ဟိုကဒီ input parameter တွေပေါ့ဒါတွေကတော့ argument နေပေါ့ argument ဆိုဒီဘက်ကထည့်ပေးလိုက်မယ်ကောင်း A တို့ B တို့ S တို့ C တို့ဟိုဘက်က input parameter တွေနဲ့တွဲပြလိုက်တာ a ဆိုရင် a နေရာမှာ a ကြီးဝင်လာမယ် b နေရာမှာ b ကြီးဝင်လာမယ်စမ်းနေရာမှာ s ဝင်လာမယ် carry နေရာမှာ c ဝင်လာမယ်ဒါမျိုးတွဲပြလိုက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင်တွေကိုစမ်းဖို့အတွက် initial begin စလုပ်ပါမယ် initial begin ကနေအန်ကြားထဲမှာကျွန်တော်စမ်းမယ်ကောင်တွေရေးပါအဲ့တော့ a ကို input တွေကိုမျိုးစုံပေးကြည့်မှာပေါ့0 0 0ပေးကြည့်မယ် a နဲ့ b နဲ့ကို0တွေပေးကြည့်မယ် တန်းတောင်စက္ကန့်စောင်းနော်တန်းတောင်စက္ကန့်ဒီလေးကိုဒီလိုရေးရမှာဖြစ်ပါလေအဲဒါတော့ရိုးရိုး print ထုတ်တဲ့သဘောပါပဲနော်ဒီတိုင်း print ထုတ်မှာ select ဆိုတာတော့ tab တစ်ချက်ခုံတာဖြစ်ပါလေအဲတော့ပထမဆုံးကျွန်တော်တို့ဒီမှာအချိန်ကို system time ကိုကျွန်တော်တို့ဒီမှာ print ထုတ်မှာဖြစ်ပါလေဒီကျွန်တော်တို့ဒီကောင် run သွားတဲ့အချိန်ပေါ့နော်ဒါတော့နံပါတ်စက္ကန့်ကြာလဲဆိုတော့ print ထုတ်ပေးမှာဖြစ်ပါလေ ပြီးတော့မှ AAB ရဲ့ SSC ရဲ့ value တွေကို percent B တွေနဲ့ထုတ်ပေးမှာဖြစ်ပါတယ်။အဲတော့ now input တောင်ဘူးပြောင်းမယ်အချိန်တခုစောင့်မယ်အဲဓာတ်ထွက်လာတယ်ဆိုတော့ print ထုတ်မယ်။အတိုင်းမျိုးသွားမှာပေါ့လေ။အဲတော့အခုတခါ input တွေကိုထပ်ပြောင်းမယ်အချိန်တန် unit စောင့်ပါမယ်ပြီးရင် print ထုတ်ပါမယ်။ဒီနည်းနဲ့ရှိရှိတူများ input တွေ စိတ်တွေအကုန်လုံးထည့်ပြီးတော့ဆန်းလိုက်ပါမယ်အဲ့တော့ဆရာဒီမှာဒီနေ့ကျောင်းကတော့မလုပ်တာလဲဆိုတော့ initial begin အစအနေပြီးတော့လိုအပ်တဲ့ဒီထွက်လာတဲ့ wave form ဒီ data တွေကို file ထဲမှာ save လုပ်ဖို့အတွက် ညွှန်ကြားထားတာဖြစ်ပါတယ်ဒီ instruction တွေကနောက်ပြီးတော့သူရဲ့ very very အကုန်လုံးကိုစိတ်လုထားဖို့အတွက်ရေးရတဲ့ instruction တွေဖြစ်ပါတယ် initial begin အစပိုင်းမှာရေးပေးရတာဖြစ်ပါတယ်ဒါမှသာလေဒီ zero နာရီစက္ကန့်တွေရနေပြီးတော့ဒီ information တွေကိုစိတ်လုပေးတာမှာဖြစ်ပါတယ်အဲကျွန်တော်အနေနဲ့ဒီ code တွေကိုမရင်းနှီးသေးပါဘူးဒါကြောင့်မလို့အခုစတဲ့နေသေးရှိပါသေးတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ဒီ ကွန်ဘိုင်းလုပ်ဖို့အတွက်ဆိုလို့ရှိရင် ivory လို့ဘူးတုံးအောင်မှာဖြစ်ပါတယ်အဲ့တော့ဒါကို PCC တို့တခြားကွန်ဘိုင်းတို့လို့တုံးတဲ့အတိုင်းပါပဲသူ output ကို .vpp file အနေနဲ့ကျွန်တော်တို့ကစိတ်လုံးမယ်လို့ပြောတာဖြစ်ပါတယ်အခုရောက်နေတဲ့ folder ထဲမှာ.ဆိုတာအခုရောက်နေ folder အခုရောက်နေ folder ထဲမှာဒီနာမည်နဲ့စိတ်လုံးမယ်လို့ပြောတာဖြစ်ပါတယ်ဒါကတော့ source file ဖြစ်ပါတယ်အခုရောက်နေတဲ့ folder တွေက free file ကျွန်တော် ram နဲ့ free file ဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့က run မှာက test run file ကို run မှာဖြစ်ပါတယ်အဲဒီ adder example တို့ v file ကတော့ဒီမှာ include လုပ်ထားလို့သူ့ကိုပြောစရာမလိုဘူးသူကဒီထဲမှာ include လုပ်ထားပြီးသားဒီထဲကိုကုထည့်လိုက်တဲ့သဘောပေါ့အဲ့ဒါ run လိုက်လို့ရှိရင် iv pvv file ထွက်လာပါလိမ့်မယ်အဲ့ဒီ pvv file ကို pvp နဲ့ကျွန်တော်တို့က run ပြရမှာဖြစ်ပါလေဒါ http file မှာ ivalo install လုပ်လိုက်လို့ပါလာတဲ့ပုံမှာ v v ကိုသုံးပြီးတော့မှကျွန်တော်တို့ဟာဒီကောင်ကို run လိုက်ပါမယ် run လိုက်ပြီဆိုလို့ရှိရင်ခုနကကျွန်တော်တို့ရဲ့ဒီဘဲချိန်မှာဟလာ a တန်ဘူးဘလောက် b တန်ဘူးဘလောက်ပြီးလိုက်လို့ရှိရင် s တန်ဘူးဘလောက် c တန်ဘူးဘလောက်ဖြစ်လာမယ်ဆိုတော့ true တွေပဲထွက်လာမှာဖြစ်ပါတယ်ဒါလေးက true တွေပဲပါအဲအဲ့ဒါကို wave အနေနဲ့ကြည့်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်သုံးပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ဒါကို run လိုက်မယ်ဆိုလို့ရှိရင် အခုလိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာ idea ရ UUD ကို click ခောက်လိုက်ပါ AO တစ်ပဲ click ခောက်မယ်ဒါဆိုရင် AO ပေးတဲ့ input ကိုတွေ့ရလိမ့်မယ်ပထမတန်းတာလို့စက္ကန့်မှာ A က0ဖြစ်မယ်ဒုတိယဒီတန်းတာလို့စက္ကန့်မှာလည်း0ဖြစ်မယ်20နာရီစက္ကန့်ဒီကောင်နေ40နာရီစက္ကန့်အထိကဒီကောင်နေရအဲဝမ်းဖြစ်သွားတော့တွေ့ရမှာဖြစ်ပါတယ် B ကကြတော့ A 0ဖြစ်တဲ့ချိန်မှာသူက0တလဲ 1တလဲ A1 ဖြစ်တဲ့ချိန်မှာ0တလဲ1တလဲ input ကိုပေးထားတာဖြစ်ပါတယ်ဒါဒီဖြစ်နိုင်ခြေရှိသမျှ input အကုန်လုံးဖြစ်ပါတယ် carry က an operation ဖြစ်တဲ့အတွက်ကြောင့်တစ်ခုလုံး1ဖြစ်နေတဲ့ဒီ nano second မှာပဲသူက1ဖြစ်နေတာဖြစ်ပါတယ်ဒီမှာ sam ကတော့နှစ်ခုတည်းကတစ်ခု1ဖြစ်နေတဲ့ဒီ condition xor ဖြစ်တဲ့အတွက်ကြောင့်2ရတဲ့နေရာတွေမှာ0ဖြစ်ပြီးတော့မတူတဲ့နေရာတွေမှာ1ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကြောင့်ဒီ Icarus very low နောက်မှဒီ very low ကိုတုံးပြီးတော့ simulation ဘယ်လိုလုပ်လဲဆိုတာတန်နမူနာပြပေးထားတာဖြစ်ပါတယ်အားလုံးအဆင်ပြေကြမယ်လို့အာ user ညွှန်လင်းပါတယ်အားလုံးပြီးရင်အားလုံးသင်ခွေးပြီးတော့အဆက်အသွယ်အဆင်ပြေစီနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်